က်လက်ပြီးတော့ Kentucky Wake မှာအတည်ပြုထားတဲ့မွေးကင်းစကလေးအစားအစာများအကြောင်းကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။ကလေးနှုတ်မုတ်နဲ့စားလိုက်ရအောင်ပါ။နှုတ်မုတ်ဝယ်ယူတဲ့အခါမှာတင်းရဲ့ဝက်ကျိုးခံစားခွင့်စင်းမှာတတ်မှတ်ထားတဲ့အရွယ်အစားနဲ့အမျိုးအစားများကိုတေချာရွေးချယ်ပါ။မလိုင်ပြည့်နှုတ်အစီထုတ်ထားသောနှုတ်မလိုင်ထုတ်ထားသောနှုတ်နှုတ်စင်ဘူးများနဲ့စိတ်နှုတ်ဘူးများကိုဝယ်ယူခွင့်မပြုထားပါဘူး။ဒါ့အပြင် organic နှုတ်မှုန့်နဲ့ pedialyte တို့သောကလေးတက်စားရည်များကိုလည်းခွင့်မပြုထားပါဘူး။ ကလေးဆံမုန့်များကို ရှစ်အောင်စားအရွယ်အစားဖြင့်ထုတ်ပေါ်ထားပြီး organic အမျိုးအစားတွေမှလည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်။တစ်တီ no moat တကြားဒိန်ဂျင်သို့မဟုတ် DHA ARA ကဲ့သို့သောဖြည့်စွက်ပစ္စည်းများပါနေတဲ့ကလေးဆံမုန့်များဆံမုန့်အိတ်များဆံမုန့်ဘူးများကိုဝယ်ယူခွင့်မပြုထားပါဘူး။ဝိအကျိုးခံစားခွင့်များစီးရင်တွင်ဖော်ပြထားသည့်တိုင်နှုတ်ဆွေရွယ်တည်တည်ဝလံများနှင့်ဟင်းသီးဝင်းရွယ်များကိုဆက်လက်ကြည့်ရအောင်။ ဝိအကျိုးခံစားခွင့်များစင်းတွင်ပေါ်ပြလာသည့်အတိုင်းလေးအောင်စားအရွယ်အစားကိုရွေးချယ်ဝယ်ယူနိုင်ပါသည်။တကြား ကစီတက်ဆာဆူရီယန်ဒိန်ဂျင်တို့မဟုတ် DHA နဲ့ RARA ကဲ့သို့သောဖြစ်ဆက်ပစ္စည်းများညစာချူပွဲများ cream ပူတင်းအိတ်များကို ဝေကင်းစာသစ်သီးများနဲ့ဟင်းသီးဟူရွက်များစီးရင်ထဲမှာဝယ်ယူခွင့်မပြုတာပါဘူးဆိုတာကိုကျေးဇူးပြုရတဲ့တတိယပါနောက်ဆုံးအနေနဲ့ကတော့အသားဘူးများကိုလေ့လာကြည့်ရအောင်ပါတည်ရဲ့ဝိတ်အကျိုးခံစားခွင့်များစရင်မှာအသားဘူးများကိုဝယ်ယူခွင့်ရရှိမယ်ဆိုရင်ဟင်းအနစ်ပါသောအသားဘူးများ အင်းနဲ့မပါတော့သားဘူးများကိုလည်းဝယ်ယူနိုင်ပါတယ်။သီးများ၊ဟင်းသီးဟင်းရွက်များ၊ DHA နဲ့ ARA ကဲ့သို့သောဖြစ်ဆက်ပစ္စည်းများ ပါဝင်သော အသားဘူးများကိုကလေးများတွဲဝယ်ယူခွင့်မပြုထားပါဘူး။ထို့အပြင်စီ၊တကြာ၊ကြက်သွန်ဖြူ၊ကြက်သားချောင်းများ၊ကြက်စင်သားချောင်းများ၊အသားချောင်းများ၊ Gaba Gratitude Lee, Meals Lee, Side Lee entries နဲ့ dinner များဟာလည်းတည်ပြုထားတဲ့ရွေးချယ်စရာစင်းများထဲမှာမပါဝင်ပါဘူး။အသားထုတ်အိတ်များကိုလည်းဝယ်ယူခွင့်မပြုထားပါဘူး။ကဲခုချိန်ထိလိုက်ပါကြည့်ရှုပြီးပြီဆိုရင်တော့ weight အကျိုးခံစားခွင့်ဘောက်ချာမှာအစားအစာများဝယ်ယူဖို့အထောက်အကူဖြစ်လောက်ပါပြီလိုက်ပါကြည့်ရှုပေးတဲ့ dress အားလုံးကိုအထူးကျေးဇူးတင်ပါတယ်